ဥစစော်တို့မိသားစုတွေကိုဝင်တော့မယ်မိမိကျော်ဖိုးဖွေးကတော့ပြည်သက်တည်းရဲ့ဝေဖန်မှုတစ်ချို့ကိုခံယူနေရတာလေးဖြစ်ပါရီမိမိကြီးဖိုးဖွေးကတော့အခုချိန်မှာလူမြလောကကနေခေတ္တနာယူသွားပြီလေဖြစ်တယ်သူအရင်ကရိုက်ခဲ့တဲ့စကားလေးတွေကိုပဲယုံသိရင်းနဲ့စကားသစ်တွေထပ်မရိုက်တော့ပါဘူးလူရှင်လောကမှာစရိုက်တာသူကသူကိုကာမလေးလေးမှုကျူးလွန်မှုကြံခဲ့ကြောင်းနဲ့ပတ်သက်ပြီးဖိုးဖွေးဟာယုံရှင်လောကကိုတော်လေးကိုစိတ်နာသွားခဲ့ပုံတွေရပါတယ် ပူပွေဟာသူ့ဘဝမှာချစ်သူများစွာတော့ထားခဲ့ပါရဲ့ဒါပေမဲ့ပေါ်ပေါ်ထင်ထင်တယောက်မှမထားခဲ့ပါဘူးသူကုနောက်ဆုံးထားတာကဥဇစောတို့မိသားစုရဲ့နော်ဥဇစောရဲ့အသားကြီးဖြစ်သူနဲ့ပါဥဇစောရဲ့အသားကြီးဟာပူပွေထက်အနေငယ်ငယ်ပဲမလဲပူပွေကိုအရင်ချစ်ပါတယ်ပူပွေရဲ့မွေးနေ့မှာဆိုရင်တိမ်ပေါင်းရာပေါင်းများစွာရှိတဲ့ပစ္စည်းတွေကိုပူပွေကိုမွေးနေ့လက်ဆောင်ဖြစ်ပေးတာပါရန်ကုန်လေပန်းစီလေးတွေနဲ့အများကြီးရိုမက်တစ်ဆန်တဲ့ကောင်းလေးပဲဖြစ်ပါရီ။အခုသတင်းတွေကတော့ထပ်ပေါ်လာနေပါရီ ဘူဖေဟာဦးစစောရဲ့သားနဲ့လက်ထပ်တော့မယ်ဆိုပြီးတော့သတင်းတွေကတော့ထွက်ပေါ်လာနေတာပါဦးစစောဟာမြန်မာနိုင်ငံမှာတတိယချမ်းသာဆုံးတည်ကြီးဖြစ်ပါရီဒေါ်လာ9ဘီလီယံကျော်6ဘီလီယံဒီပါချမ်းသာတာလေးဖြစ်ပါရီမင်းမီကျော်ဘူဖေကိုလေဒေါ်လာတန်းချီနဲ့တင်သုံးမယ်ဆိုပြီးတော့သတင်းတွေကတော့တက်လာနေတာပါဒါကသူတို့ရဲ့တင်းဆောင်ဝင်ငွေတော့မရှိပါဘူးဗျာမင်းမီကျော်ဘူဖေကတော့သူ့ရဲ့ခင်ပွန်းလုံးကိုရေးချေတာသူလက်ထပ်မဲ့သူကိုရေးချေလို့ရှိရင် ငွေကြီးပါဝါကိုချိန်မှမဟုတ်ဘူးသူ့ကိုဘယ်လောက်ချစ်တယ်ဆိုတာနဲ့တိုင်းသာသွားမယ်ဆိုပြီးတော့ရင်ဝင်ခဲတာလေးရှိပါရဲ့ဗျာ